မင်္ဂလာပါရှင်မောတာမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘွာတိုင်းသားလက်နဲ့ကိုင်း UWSC အဖွဲ့ဟာလာအိုစစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြီးခဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီရုတ်တံပိုင်းထဲမှာလာအိုစစ်တပ်ကဘွာတိုင်းသားလက်နဲ့ကိုင်းအဖွဲ့ကတိုက်ခိုက်ခဲ့သလားဆိုတာကိုပြောပြပေးသမှဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မောတာမီဒီယာချန်နယ်ကို Subscribe နဲ့ Like ရန်ရှယ်လေးလုပ်ပေးပါအောင်ရှင်။ ရိတ်သက်ကြီးပြီးခဲ့တဲ့မေလအစံပိုင်းကလာအိုစီအခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲပြောဆိုချက်တွေအပေါ်ဝါတိုင်းသားလနဲ့က UWSC အဖွဲ့ကအင်းဆန်လိုက်ပါတယ် UWSC အဖွဲ့ဟာရွှေတရီကန်ဒေတာဖြစ်တဲ့ထိုင်းနိုင်ငံချင်းရိုင်းခရိုင်တစ်ဖက်ကန်လာအိုနိုင်ငံဘက်ကခွင်ပေါ်ကဲယူလို့ခေါ်တဲ့ဒေတာရှိစစ်အခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့မြန်မာပြည်တက်ကြွလှုပ်ရှားသူတအူကဆွဆွဲပြောဆိုခဲ့ပြီးနောက် UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ UWSA အဖွဲ့ဟာမေလ3ရက်နဲ့4ရက်နေ့တွေက ခွင်ပေါ်ကဲရိုးဒေတာရှိလာအိုစစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်လာအိုစစ်သား3ဦးသေဆုံးပြီးတော့3ဦးဒဏ်ရာရခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ဝါတိုင်းသားလက်နက်ကအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကလာအိုစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေကအမှန်ကန်မှုမရှိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။မေလ9ရက်နေ့တုန်းကအမေရိကန်နိုင်ငံမှာနေထိုင်တဲ့မြန်မာအရေးတက်ကြွလှုပ်ရှားသူစတီဗင်ဆန်ယူကမိုးရစ်စေးအတူကုန်ကူးကြတဲ့ဝါတောက်ဖွဲ့ဟာလာအိုစစ်တပ်ခေါင်းစဉ်နဲ့ပို့စ်တစ်ခုကိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။စတီဗင်ဆန်ယူကရေးသားဖော်ပြခဲ့တဲ့ပို့စ်ထဲမှာရွှေဒရီကန်ဒေတာဖြစ်တဲ့ထိုင်းနိုင်ငံချင်းရိုင်ခရိုင်တစ်ဖက်ကလာအိုနိုင်ငံဘက်ကခွင်ပေါ်ကဲရုတ်လွတ်ခွဲဒေတာမှာ သူတို့ဒေတာလေဆက်လုံဆောင်ရေးတွင်လာအိုစစ်တပ်စကန်လေးခုရှိနေပြီးတော့အဲ့ဒီဒေတာမှာအခြေစိုက်တဲ့စစ်တပ်စကန်လေးခုလုံးဟာဝါတပ်ဖွဲ့ UWSA နဲ့ပေါင်းပြီးပြည်သူတွေကိုဗိမ်းဆိုင်ခိုင်းနေအဲ့ဒီဘိန်းဆိုင်ခင်းကထွက်တာကိုဝါတပ်ဖွဲ့ကပြန်ဝယ်ပြီးတော့သူတို့စက်ယုံကနေမူရည်စီမျိုးစုံ ပြန်ထုတ်ပြီးထိုင်းနိုင်ငံတဝန်းနဲ့နိုင်ငံသားကိုပါဖြန့်ကြတယ်။ထိုင်းနိုင်ငံနဲ့နေတဲ့ချွတ်တရီကန်ဒေတာမှာဝါတပ်ဖွဲ့ပိုင်းမူရည်စီဝါထုတ်တဲ့အကြီးစားစက်ယုံတွေရှိရဲ့ အဲ့ဒီလိုမူရစ်စေးကုံကူးရမှာလွတ်လဲစွာနည်းမြေဖြတ်တန်းသွားလာလို့ရအောင်မူရစ်ကုံကူးသူတွေစေးကနေဝါတပ်ဖွဲ့ UWS စေးကရောအဲ့ဒီဒေတာမှာအခြေစိုက်တဲ့လာအိုစစ်တပ်စကန်၄ခုလုံးကပါအခွန်သဘောမျိုးကောက်ပြီးအကျိုးမြတ်ခွဲဝေယူကြတယ်။ဝါတပ်ဖွဲ့ဟာသူတို့ထုတ်တဲ့မူရစ်စေးဝါးတွေကိုထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ဘက်ကနေအဓိကတင်သွင်းနေရနှစ်ကြာပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်2024အောက်တိုဘာလကစပြီး ထိုင်းကပိုပြီးတင်းကျပ်စစ်ဆေးလာတာကြောင့်အစစ်ဆေးနဲ့တဲ့လာဟုဘက်ကနေတဆင့်သွင်းနေတယ်လို့ရှေးသားဖော်ပြခဲ့ပါတယ်။ဒါအပြင်ဝါတပ်ဖွဲ့ UWSA နဲ့လာအိုစစ်တပ်တွေကအကျိုးစီးပွားခွဲဝေရှာမှာအဝေးမတက်တဲ့အတွက်အငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးတိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့လည်းစတီဗင်ဆန်ယူကဖော်ပြထားပါတယ်။စတီဗင်ဆန်ယူကမူရစ်စေဝါကွန်ကိုရှာကနေရရှိရေလာအိုစစ်တပ်ကဝါတပ်ဖွဲ့ကိုပေးရမယ်ခွဲတံဘန်းဝေတန်း300ကို တပတ်လောက်အထိဝါဘက်ကဆွေးနွေးပြီးတောင်းခဲ့ပေမဲ့လာအိုစစ်တပ်ကမပေးရကြောင်းလာအိုနယ်ကြားဆောင်ရဲနှစ်ယောက်ကိုဝါတိုင်းရင်သားလက်နက်ကိုင်အဖွဲ့ UWSC ကပစ်တပ်လိုက်တဲ့ဒါကြောင့်လာအိုစစ်တပ်ကဝါတပ်ဖွဲ့ကိုကလဲစားချေတဲ့အနေနဲ့ဧပြီလ20ရက်နေ့မှာဝါတပ်ဖွဲ့တည်လာတဲ့ရာဘမြင်းစီအလုံးကြီးတန်း20ကျော်ကိုဖမ်းဆီးလိုက်တဲ့အဲဒီနောက်ပိုင်းကစပြီးတိုက်ပွဲဖြစ်လာတာမေလာ3ရက်နဲ့4ရက်နေ့မှာတော့လာအိုနိုင်ငံနယ်ဆက် ဖွင့်ပေါ်ခဲ့ရလို့ခေါ်တဲ့ဒေတာမှာတိုက်ပွဲပြင်းထန်လာတယ်။အဲဒီဒေတာမှာအခြေစိုက်တဲ့လာအိုစစ်တပ်စခန်၄ခုလုံးကိုဝါတပ်ဖွဲ့ UWSA ကပိတ်ဆို့တိုက်ခိုက်ရှာမှာတိုက်ပွဲပြင်းထန်တဲ့မေလ3ရက်နေ့မှာပဲလာအိုဘက်ကဗိုလ်မှူးကြီးတဦးအပါဝင်နောက်တစ်ယောက်တခါတည်းကြဆုံသွားခဲ့တယ်။ဝါတပ်ဖွဲ့ကအင်အားအများကြီးနဲ့အဲဒီစကန်လေးခုလုံးကိုပိတ်ဆို့ထားတာကြောင့်လူလက်နဲ့ရိတ်ခါနဲ့စေဝါပါလာဟုစစ်တပ်ကထောက်ပို့မလုပ်နိုင်ပဲဖြစ်ခဲ့တယ် ဒါကြောင့်ရိတ်ခါပြန်နေတယ်လို့တန်ရာရရဲဘော်တွေကိုပါကိုးသားဖို့အစိမ်းမရှိတော့ဘူး။ဒါအပြင်လူနာပွေဖို့စကန်အပြင်ထွက်တာနဲ့စနိုက်ပါစာမိရဲ့နောက်တရက်မေလ၄ရက်နေ့ရောက်တော့လာဟိုစစ်သားအနည်းဆုံး၅ယောက်ကြာဆုံးသွားပြီးတော့မေလ၅ရက်နေ့မှာဝတက်ကလာဟိုစကန်တွေကိုတင်နိုင်ခဲ့တယ်။အဲဒီနောက်မှာတော့လာဟိုစစ်တပ်ကရဟတ်ရင်နဲ့တင်ကားဝင်နေပါလာရောက်တိုက်ခိုက်နေနေခဲ့ရတယ်။ဝါတက်ဘက်ကတချို့ကိုအဲ့ဒီတိုက်ပွဲမှာဖမ်းမိခဲ့တယ်။ရှားရှိရဲ့တဲ့ရင်တွေအရာ ချင်းရိုင်ခရိုင်တစ်ဖက်ကလာအိုနိုင်ငံဘက်ကခွင်ပေါ်ကဲရိုးဒေတာမှာဒီကနေ့အထိအခြေအနေတည်ငြိမ်မှုမရှိသေးကြောင်းသိရပါတယ်။ဘာတပ်ဖွဲ့ UWSA နဲ့လာအိုစစ်တပ်တို့ပေါင်းပြီးမွေးရစီဝါကနေအကျိုးမြတ်ခွဲယူနေတာနိုင်ငံတကာကမသိစီချင်တာအရှိတ်ရတာကြောင့်လာအိုအစိုးရကဒီသတင်းကိုဖုံးဝယ်ထားပြီးတော့ဖုံးလို့မရတဲ့နောက်ဆုံးမေလ၈ရက်နေ့မှာတော့ဘာတပ်ဖွဲ့ UWSA နဲ့ မိုးရင်စေဝါကိစ္စကိုမဖော်ပြဘဲမုံတောက်ဖွဲ့တွေကိုထိုင်းအစိုးရနဲ့ CIA ကထောက်ပံ့ပေးထားရလို့လာအိုအစိုးရကသတင်းထုတ်ပြန်တယ်ဆိုပြီးတော့ခြေသားဖော်ပြထားပါတယ်။ဒါပေမဲ့ UWSC အဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကတော့ Stephen Sanyu ရဲ့ post ကလိန်လယ်မှုသာဖြစ်တယ်လို့ဝါတိုင်းသားလည်းနဲ့ကိုင်အဖွဲ့ကိုဝေဖန်ပြစ်တင်မှုတွေဖြစ်လာစေဖို့ကြီးရွယ်လှုံ့ဆော်တာဖြစ်တယ်လို့ဆိုပါတယ်။ဝါတိုင်းသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟာတိုက်ပွဲဖြစ်ပွားရာလာအိုနေဆက်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတာမျိုးမရှိသလိုအကွာဝေးကိုတိုင်းတာမည်ဆိုပါကအကွာဝေး153မှာရှိရလို့သိရပါတယ်။လာအိုနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့နေရာတွေဟာချမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်ဒေသနဲ့ထိစပ်နေရလို့သိရပါတယ်။ဝါတိုင်းသားလန်လက်ကောင်အဖွဲ့ဟာမြန်မာနိုင်ငံရှိတိုင်းသားလန်လက်ကောင်အဖွဲ့တွေထဲမှာအင်အားတောင့်တင်းနဲ့လက်လက်ကောင်အဖွဲ့ဖြစ်သက်မဲ့ခံထားရပြီးတရုတ်နိုင်ငံရဲ့အထောက်ပံ့များစွာရရှိထားတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ဝါတပ်ပွဲ UWS ဟာပြီးခဲ့နှစ်ကလည်းထိုင်းစစ်တပ်နဲ့ပိုင်တဲ့နယ်မြေအငင်းပွားမှုတွေဖြစ်ခဲ့ပြီးစီးရီးတင်းမာမှုတွေရှိခဲ့ပါတယ်။တတင်းချက်လက်တွေကိုစုစည်းဖော်ပြထားတဲ့ Wikipedia website ရဲ့အဆိုအရ UWS အဖွဲ့ဟာတပ်ဖွဲ့ဝင်2000နဲ့2500ကျားရှိကပန်ဆန်မှာစစ်ဌာနချုပ်ထားရှိပြီးတော့အဲ့ဒီစစ်ဌာနချုပ်မှာပဟိုကင်းတပ်မဟာလက်နက်ကြီးတပ်ဖွဲ့လေရင်ပြည့်ဒုံးကြီးတပ်ဖွဲ့ဒုံးကြီးရေတပ်စင်ထားတဲ့ဒုံးတပ်ဖွဲ့တန်ကြက်ကတပ်ဖွဲ့လက်ဖြောင်တပ်ဖွဲ့ အထူးတပ်ဖွဲ့ကွန်မန်ဒိုတွေဖွဲ့စည်းထားရှိပါတယ်။ UWSA အဖွဲ့ရဲ့အကူပြစ်လက်နက်ကြီးတပ်ဖွဲ့မှာအရင်ကတပ်ဆင်ထားနိုင်ခဲ့တဲ့80နှစ်မမ120မမမော်တာ59မမ85မော်တာအပြင်105မမ120နှစ်မမဟွန်ဝိစာအမြောက်တွေပါတပ်ဆင်ထားရလို့သိရပါတယ်။ FNC F7 အမျိုးအစားလို့ယူဆရတယ်။လေရင်ပြည့်ဒုံးကြီးတွေလည်းပိုင်ဆိုင်ထားရ။လေရင်ပြည့်ဒုံးကြီးတပ်ဖွဲ့ကိုလေကျင့်အဖွဲ့စည်းထားရှိတယ်လို့သုံးသပ်ရပါတယ်။ UWS နဲ့30ပြည်ပွဲမှာဝင်းမပြည်ပြင်ပြစ်ဒုံးကြီးတွေတက်ဆင်ထားတဲ့ drone လေယာဉ်ငယ်တွေထုတ်ပြသွားတာကိုတွေ့ရပါရ။ drone တပ်ဖွဲ့လည်းဖွဲ့စည်းထားရှိပြီးလို့သုံးသပ်ရှာပြီးတော့နေဆက်ဒေတာတရင်တွေအရာနှစ်30ပြည်ပွဲမှာထုတ်ပြတဲ့ drone တွေထက်ကြီးတဲ့ drone လေယာဉ်တွေလည်းဝယ်ယူထားရှိတယ်လို့ဆိုနိုင်ပြီးပန်စမ်းမြောက်ဘက်မှာလေယာဉ်ကွင်းငယ်တွေတည်ဆောက်ထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။ UWS ရဲ့အဖွဲ့ကတရုတ်သို့မဟုတ်လာအိုမှထုတ်လုပ်တယ်လို့ယူဆရတဲ့အတန်ကြပ်ကားတွေကို WWSA ရဲ့စီရေလှုံ့ဆော်မှုတွေမှာတွေးရှိရပြီးတော့လက်ပြောင်းတက်တာသုံးမှန်ပြောင်းတက်တနက်တွေကိုတက်ဆင်ထားတာကိုတွေ့ရပါတယ်။ဝါတိုင်းသားလက်နက်ကအဖွဲ့ UWSA ကလာအိုစစ်တပ်ကိုတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး UWSA အဖွဲ့ကငင်းဆန်ထားပေမဲ့လာအိုစစ်တပ်ကတော့ဒဇုံတရာတုံ့ပြန်တာမျိုးမရှိသေးပါဘူးရှင်။